ရှမ်းအကုတ်မီဒီယာမှာရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်တိုင်းရင်းသားရဲ့ရာဝန်ကြီးဦးအောင်ကြည်ဝင်ငလင်ဘေးတင်အင်းလေးကန်တွင်တွားရောက်ကွင်းစင်ကြည့်ရှုမှုအားတင်ဆက်သွားမှာဖြစ်ပါရဲ့ရှင်ရှမ်းပြည်နယ်ဆိုရဖွဲ့တိုင်းရင်းသားရဲ့ရာဝန်ကြီးဦးအောင်ကြည်ဝင်သည်ဧပြီလ2ရက်မွန်လယ်ပိုင်းကနံပါတ်မြို့ မြို့ချုပ်ရေးမှုရုံး၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်တွေ့ဆုံရင်းအင်လီကန်တွင်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားသည့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအ мян ဆုံးဆောင်ရွက်နိုင်ရန်လမ်းညွှန်မှကြားခဲ့သည် ထို့နောက်ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြည်နယ်ညွှန်ကြားရေးမှူးဦးမောင်မောင်ဝင်းကပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မည်အစီအစဉ်များကိုရှင်းလင်းမှကြားခဲ့သည်ဆက်လက်၍တိုင်းရင်းသားရေးအာဝန်ကြီးသည်ငလင်တန်ကြောင့်ခင်လေးဖောင်တော်ဦးဖျားရင်းမြင်ကွဲမှုများဖြစ်ပေါ်နေသည့်နေရာများတွင်တဲဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာခင်လေးဖောင်တော်ဦးဖျား ဂောဘကအဖွဲ့တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုရှင်းလင်းတင်ပြပြီးပြည်내တိုင်းရင်းသားရေးရာဝန်ကြီးကလိုအပ်သည့်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။၎င်းနောက်တိုင်းရင်းသားရေးရာဝန်ကြီးသည်ကေလာကျေးရွာဖုန်ကြီးကျောင်းတွင်ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ဖုန်တော်ကြီးကျောင်းပြန်လည်တက်မှတ်ပြင်ဆင်ရေးနှင့် ကြံ့ခိုင်မှုကောင်းမွန်ရေးအတွက်လမ်းညွှန်မှာကြားပြီးကေလာထက်တန်းကြောင်းခွဲ၌ဖွင့်လင့်ထားရှိသည့်တဘာဝဘေးအရေးပေါ်တုံ့ပြန်မှု ကျန်းမာရေးဆေးပေးကန်းတွင်ဒေသခံပြည်သူများကျန်းမာရေးဆောက်ရှောက်ပေးနေမှုခြေနေကြည့်ရှုအားပေးခဲ့သည်။ရှင်းတော့တိုင်းသားရေးရာဝန်ကြီးသည်ကျေးစားဖုံတော်ကြီးကြောင်း၌ကျေးစားကုန်းမြောက်ရွာငလင်တန်တင့်ပြည်သူများနေတွေ့ဆုံအားပေးပြီးလိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါရဲ့ရှင်။